ကေတီယူ channel လေးကပြန်လဲကြိုးစို့ပါပြန်နော်နေဘာလို့ပြောချင်လဲဆိုတော့နော်ဒီနေ့ကတော့လူယုံမာကြီးပဲဆိုတော့နော်ကိုချေလေးပေါ့ဒီကောင်ကြီးကလည်းဟိုဘယ်လိုပြောမလဲနဲလွတ်ပေးလို့မရဘူးဆိုတော့လွတ်ပေးရတယ်ဒီကောင်နန်းသိရမလားမြန်မာနိုင်ငံပြည်သူ့ကိုတန်းပြောတာအခုလည်းဘာဖြစ်တော့ဆိုမြန်မာလူငယ်တွေနော် PDF လူငယ်တွေကိုဒီဒီပြန်ခေါ်ခိုင်းကြနော်ဒီလေးပြန်ခေါ်ကြရင်သူတို့ကိုယ်တိုင်ကတော့ပြောလိုက်အောင်မြန်မာနိုင်ငံကြီးကိုသွတ်ချစ်ပြသွတ်ချစ်ပြတာ နော်ဘလောက် တောင်ရှိတုံးဆိုသူတို့လောက်ရှိတဲ့လူမြန်မာနိုင်ငံမှာလုံးဝမရှိဘူးနော်ကိုချဲလေးလောက်မြန်မာနိုင်ငံအောင်ရှိတော့တယောက်မှမရှိဘူးနော်ကိုချဲလေးကအရှိတုံးအေးဒါမှဖြတ်သီးတာကလည်း तू ကထိတ်ဆုံးပါပဲနော်နည်းနည်းလေးလွတ်ပေးလိုက်တာနဲ့လွတ်ပြီးသွားတဲ့တန်းတွေ့တာနော်အခု PDF တွေကိုဒီသေးပြန်ခေါ်ခေါ်တဲ့နော် UNG ကတော့ version နဲ့ဒီသေးခေါ်သေးရာတဲ့ကြောက်ရခင်ဗျမြန်မာနိုင်ငံကြီးအလုံးစုံပြက်စီးအောင်ခင်ဗျထပ်ပြီးတော့တည်ကြည်အောင်လုပ်နေရတယ်ခင်ဗျဟမ်ကြောက်ဒီမှာတစ်ချက်နာတော့ဘာသာတွေတာတနာတွေနဲ့ပြောနေโอเค နိုင်ငံတိုင်းမှာဒါရှိတယ်ကျုပ်လက်ခံပေးတယ်ကချင်းကချင်းရှိရမယ်ရှမ်းရှမ်းရှိရမယ်မွန်မွန်ရှိရမယ်ပြီးအလုံးပေါင်းပြီးအတူရှိရမယ်ဒါကိုလည်းလက်ခံတယ်အဲ့ဒါနဲ့ခင်ဗျားတို့ထမင်းမဝသေးဘူးဗျခင်ကြီးရိုက်တဲ့အကွက်တည်းကတော်တော်ကျန်းတယ်ဟုတ်ပြီနော်ဒါတော်နိုင်ရင်အဖွဲ့စီအလုံးသတိပေးလိုက်တယ်မင်းတို့တတ်တိတကယ်ရှိလားတကယ်တိုက်မှာအန်ယူဂျီကဝချွန်နဲ့ဒီဒေးခေါ်တာမင်းတို့အလုံးပေါင်းပြီးတော့ 绝狗不会冷美的嘛，弟弟变可来，不会外，不会变做的。面。绝狗不会冷美的嘛，弟弟变可来瓜给，行了，没得他妈的瓜，好了，喏，看出来讲哭啦，哭啦，哭啦，是烟表烟表我哭啦，哎，讲啊，都他妈的生老脾气呐，没有来我他妈的变没，都都他妈的老没。 ပြင်အင်းနေဝင်းကိုသူကခေါ်အောင်မယ်ငါအကုန်သိတယ်ကွာမင်းတို့ဟုတ်လားမင်းတို့ကစားနေတဲ့ကွက်ဒီအားလုံးသိတယ်နောက်တစ်ခုတိရိယအဲ့လောက်အကုန်သိနေရဆိုလို့ချင်းမင်းမြန်မာနိုင်ငံကိုလာအုပ်ချုပ်လိုက်ပါလားကွာမင်းကိုယ်တိုင်ဝင်ပြီးတော့ဝင်တိုက်လိုက်ပါလားမင်းရခိုင်ကိုမေတ္တာဘုံမာရခိုင်ကနေပြီးတော့စီမံကုတ်ကဲပြီးတော့ဟမ်ထုံးမြနိုင်ရထိတ်မှထိုင်လိုက်ပါလားနေရာပြီးမဲ့တင်လို့လားဟမ် PDF တွေကိုဒီဒီကိုရတယ် PDF တွေမှာအခုတော့မှစားရမယ်တောက်ရမယ်နေလူပအောင်တန်းပအောင်ဟာဟဲ့ကြည်ဘိုးလေးလှုပ်ပအောင်နှာခဏိဘိုးလေးလှုပ်ပအောင်ဖြစ်နေတာလေအခုမိုးရင်ရောက်တော့မယ်ဟာမိုးကလေးလူပအောင်ပြူအောင်နဲ့ဟမ်ဒီလောက်အကုန်ဒုက္ခဒုက္ခရောက်နေပါတယ်အများပြည်သူတွေလည်းဟိုကဒုက္ခရောက်နေပါတယ်ဆိုတဲ့အရာကြီးကိုမမြင်ဘဲနဲ့ဒီဒီထက်ကုန်တော့နော်ကျတော့မင်းအကုန်တိနေကွာအကုန်ခိုးတခိုးတွေမင်းပြောတယ် တိုင်းသားလက်နက်ကိုင်နေတဲ့တခိုးတွေနော်စစ်တပ်ကလည်းတခိုးတွေဆိုမင်းအဲ့ဒီဟာကြီးအကုန်ဖော်ထုတ်လိုက်ပါလားဘလို့ဘလို့ခိုးတယ်ဘလို့ဘာဖြစ်တယ် international နဲ့ဖောင်ပါကြီးထုတ်ပြီးတော့ပြောချလိုက်ပါလားအမအချက်တွေအကုန်ကွဲပြီးတော့ sanction တွေထပ်ပြအောင်လုပ်လိုက်ပါလားပြောတော့မင်းအစိုးမင်းဒီ Trump သမ္မတဖြစ်ရင်မင်းအစိုးရဝန်ထမ်းဖြစ်ပြီးသူအကြတော့တော်တော်ရစိတ်ပြက်စရာကြီးနော်တော်တော်စိတ်ပြက်စရာကြီးနော်စက်နာတော့လေ 都野他 boss 嘛，男同志啊！阿格里这伢子没带一片片的，打酷里来，把外表比好好的，等下这酷多，啊，罗和偷班干的不？哦，罗昂山书记，啊酷罗撇多了。哎嘛，这一看，撇你的多昂山书记，这一路，白个，来干了，打酷票面等于？ ကို့အမေကိုကိုထောက်နေထဲ့ခဲ့တာလေအမ ्याय ပဲပြောဦးနော်အမ ्याय မပြောဘူးပြီးတော့ခမားတို့တိတ်ပြီးတော့ဗမာတနိုင်ကန်လုံးကကြံတဲ့လူတွေအလုံးတစ်ခုတ်တမားဆိုပြီးတော့ခမားတို့လှုပ်လိုက်ပြီးတော့မောင်ဝိတ်နဲ့ပေါင်းရိုက်တဲ့အကွက်တွေအလုံးဟာမောင်ဝိတ်ပါထပ်ပေါ်ပြီးတော့ဒေါ်စုမာကွာလက်ဆဲ့ချောင်းမကတဲ့ထောင်နှစ်သက်တမ်းနေနေလိုက်ရတော့လေဘောကရောက်သွားတာလေတိရိယတနာโอเค မသိဘူးနော်နင်တို့စောက်မိန်းမတွေအကြောင်းလည်းငါမပြောချင်ဘူးနော်ငါရိုးရိုးရှင်းရှင်းပဲပြောတယ်နင်တို့စောက်အတွေးတွေဓမ္မရက်လိုက်အားလုံး clearance နဲ့တိုက်ပါ clearance ဖြစ်အောင်လုပ်ပါဒါပဲပြောတာဟုတ်ပြီနော်ကျန်တာတိတ်အများကြီးမပြောဘူးနင်တို့အဲ့တထုံကဟိုဈေးကိစ္စတွေဘာစုံနေရောပဲကွာငါမှအကုန်ရှိတယ်ငါမပြောဘူးအဲ့ဒါဟုတ်မလားသူကတခိုးနဲ့တိုက်ရမယ်လို့ပြောတာသူ့ရဲ့ post က โอเคเนาะคอร์รัปชันเนี่ยปองมีตัดยามเลยบ่ออมเงินแค่ลูกล่ะบมาปี่ยออมเงินนี่ลูกล่ะคอร์รัปชันนี่เนี่ยตะไดปี่ลงโหตะนี่อ่ะพันตรามา9รอบไม่เอาตะตองผิดตัวบีเด้ไม่เอาล่ะเล่แทมอะคูกูโหตะนี่อ่ะဟုတ်ပြီနော်မင်းအောင်လှိုင်တို့ခိုးတယ်ဆိုတာလေကဘာမှာဘလူမကိုတိုက်တာလို့မရအောင်ခိုးတာဟုတ်လား ဒီဘက်ကလည်းခိုးတာဘာစရင်ပြောက်အင်းပြောက်စရင်စင်မရှိပဲခိုးတာတခိုးနှစ်ကောင်တိုက်ပွဲဖြစ်နေတယ်မဖြစ်သွားဘူးလားတခိုးနှစ်ကောင်တိုက်ပွဲဖြစ်နေတာလူတုကကြားတဲ့ခံရတာမဖြစ်သွားဘူးလားသီရိယတနာဟုတ်မလားမှတ်တာမင်းတို့အောင်နေလဲတခိုးနဲ့မင်းတို့တိုက်ပြီးဘလုံးမတီးဆောက်လို့မရဘူးကော်ရရှင်နဲ့လုံးဝတီးဆောက်လို့မရဘူးကော်ရရှင်ကငွေပဲမင်းတို့ထင်နေတာအဂရိတရား၄ပါး မင်းတို့သွားလေးလာလိုက်ငွေတခုတည်းမဟုတ်ဘူးဘလောက်ပဲပြောခြင်းဟုတ်ပြီနော်နောက်တစ်ခုအာကျွန်တော်ပြောခြင်းနဲ့အပိုင်းကဘာလဲဆိုတော့အခုကဟိုတည်းဗျာကျွန်တော်တွေးနေရတဲ့အဲအကြောင်းအရာတွေမှာတခုရှိတယ်အဲ့ဒါကရခိုင်ပြည်နယ်ကိစ္စအခု USA ဖြတ်လိုက်ပြီ USA ဖြတ်လိုက်တော့ဘင်္ဂလားဒေ့ရှ်ကဒီအာရှနိုင်ငံ80နဲ့ 6နိုင်ငံပေါ့ဗျာသူတို့တွတ်ထားတာအဲ86နိုင်ငံလုံးမှာအကြီးမားဆုံးအထောက်ပံ့ရတာဘင်္ဂလားဒေ့ရှ်တနည်းကိုအမေရိကန်ဒေါ်လာတန်160ရတယ်ဟုတ်ပြီလားအခုကဘင်္ဂလားဒေ့ရှ်ကတပြားမှမရတော့ခင်ဗျားတို့အဲ့ဒါမရတော့ဘူးဆိုတဲ့အကြောင်းရုပ်တံကြည့်ရင်ကျွန်တော်ပြလို့ရတယ်နော်မရတော့ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဌာနဘာစဉ်းစားလာလဲဆိုတော့ ဒါဒါအယံတိထားတော့ဒါအာရခတတ်တော်အတွက်ကျွန်တော်အကြံပေးတာဒီကောင်နေအဲ့ဒီမှာရှိနေတဲ့ဟိုဟိုနိုင်ငံတကာကောင်တွေမပြောတော့အဲ့ဒီမှာရှိနေတဲ့ရိုးတွေအုပ်စုတွေပေါ့သူတို့ပြောတာဗမာပြူရတဲ့နီးနဲ့အကုန်ပြန်တွန်းထည့်လိုက်မယ်အဲ့ဒီမှာမြန်မာစစ်တပ်ကလက်နက်ဆင်ပေးမယ်ဘင်္ဂလားဒေ့ရှ်ကလည်းပူးပေါင်းပြီးတော့နေရာတစ်ခုကိုရအောင်ပြန်ယူမယ်ဆိုတဲ့အဆင့်လောက်ထိ ဘင်္ဂလားပြည်တည်းကြီးမှာဆွေးနွေးတာမကြွေးနိုင်တော့ဘူးဒါကိုကျွန်တော်အမှန်ပြောတာဟုတ်ပြီနော်ဒါ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 သိဖို့ကျွန်တော်ပြောတာဒါကိုဘလို့ defense လုပ်မယ်ကာမလဲပေါ့ဒါကိုသိအောင်ကျွန်တော်ပြောပြတာဘင်္ဂလားဒေ့တစ်နှစ်ကိုတန်း160အခုတပြားမှမရတော့ဘူး you know ကဟုတ်လား you know ရဲ့노베ငင်းငင်းဆုရှင်ရလေ USA နဲ့ အသေးစားချင်းငွေတွေလုတ်ခဲ့တဲ့နိုဘဲငင်းငယ်စုရှင်ပါဗျာဟုတ်ပလားเนาะ USAID နဲ့အခုအဲ့ဒါမရတော့ဗမာတွေကိုအကုန်ပြန်တွန်းထဲ့မယ်ပေါ့တက်လားခင်ဗျားတို့ပွန့်ပွန့်လင်းလင်းပြောလိုက်မယ်ဗျာဘင်္ဂလားဒေ့မှာအုံးပင်ခုတ်ပြီးလှေလှုပ်နေတဲ့အဖွဲ့စီတနေ့ကိုလှေအစင်း340ကိုထုတ်ပြီးတော့လုံနေကြတာဟိုကကျွန်တော်တွေ့တယ်ဒါကျွန်တော်အမှန်ပြောပြတာအုံးပင်ကိုခုတ်ပြီးတော့ အဲ့လောက်ကိုမင်းမြန်ဆန်းဆန်းလုံနေတယ်ဒီဘက်ကိုအကုန်လုံးအုံနဲ့ကျင်းနဲ့ပြန်လာမယ်ကဲအာရခတ်တတော်ဘာလုံးမှာဘလို့စီစဉ်မှာလဲဒါကိုသိအောင်ကျွန်တော်ပြောပြတာလက်ရက်တွေလည်းပါရင်ပါလာမယ်မြန်မာစစ်တပ်ကလည်းပြင်ပြင်းမယ်အခုတော့ပေါင်းစားတာလေအခုပေါ်ကုန်တယ်လေဟိုကြော်မျိုးမင်းတို့ဘာလို့ပြောတာအခုပေါ်ကုန်တော့အဲ့ဒီကုန်ကြီးငိန်သွားပြန်လာတာမပြောတော့ပြန်အောင်တက်လာပေါ်ကုန်ပြီလေဟုတ်တယ်မလားဆိုတော့ ဒါကိုပြင်ဆင်နိုင်ဖို့အတွက်ကျွန်တော်ပြောတာနောက်တစ်ခုကျွန်တော်ချင်းကောင်းဆောင်တွေကိုလေးစားတယ်ဒေါက်တာဆဆာတို့เนาะအဲ့ဒီဘာလဲဟိုစာမုံးခေါင်တို့โอเคလေးစားတယ်တို့ဘင်္ဂလားကဒီကောင်တွေကိုလက်နှက်သွားပေးတာကိုလည်းအိန္ဒိယတည်င်းမှာဖော်ပြတယ်ဒါဒါတည်င်းမှာရှိပြီလားခင်ဗျားကြိုက်တယ်လို့ပြောတရင်အတိုင်းပဲကျွန်တော်ခင်ဗျားတို့အိန္ဒိယမှာမိထားတယ်အခုတရားဆွဲထားတယ်ရှေးရှင်းပြောရခိုင်ကို တိုက်ဖို့เนาะခင်ဗျားတို့သွားလုပ်တယ်ခင်ဗျားတို့နဲ့ရခိုင်ကအတူတူပခုံးချင်းရှင်ပြီးတော့ကြီးပွားเนาะမွေးဖွားကြီးပြင်းတာကျွန်တော်သိတာကဒါပေမဲ့ခင်ဗျားတို့အဲ့လိုသွားလုပ်တဲ့အတွက်အဲ့လိုသွားလုပ်ရင်အကျိုးမရှိပါဘူးကျွန်တော်အကြံကောင်းပေးချင်ပါတယ်အဲ့ဒီမှာအခုယူနုတ်တို့ပြန်တွန်းထည့်မဲ့ကလားတွေကိုနော်ခင်ဗျားတို့ဒေတာကိုဥမာတသိန်းလားနှစ်သိန်းလားသုံးသိန်းလားခေါ်သွားလိုက်ပါဗျာ ခေါ်သွားပြီးတို့ဘွားတွေကိုထူထောင်ပေးလိုက်ပါဗျာအဲ့ဒါကဘဒုကူမှမထိခိုက်ဘဲနဲ့အကျိုးရှိပါတယ်စလိုက်လျံမုံစာခေါင်နဲ့စာစာတို့သိအောင်ကျွန်တော်ပြောတာပါဒီတိုင်းလက်နှက်တွေသွားပြီးတော့လူတယောက်နဲ့တယောက်တတ်ဖြတ်သိကြီးတွေးထွက်တန်ယူဖြစ်ပြီးတစ်ဖက်ကလေပြန်တိုက်ခိုက်ပြီးတော့တစ်ဖက်လည်းသိကြမယ်ဥစ္စာမျိုးတော့ဒေါက်တာဆာဆာရောစလိုက်လျံမုံစာခေါင်တို့ရော ခရိယံဘာသာတွေဖြစ်ပါတယ်ပညာတတ်တွေဖြစ်ပါတယ်ဒါမျိုးမစင်စားသင့်ဘူးလို့မြင်ပါတယ်အဲ့ဒီမှာရှိနေတဲ့သူတို့ဘာသူရိုဟင်ဂျာပဲပြောပြောဘင်္ဂလီပဲပြောပြောခမရို့မေတ္တာထားပြီးတော့ခမရို့တာဝန်ယူတဲ့ဒေတာမှာတသိန်း2သိန်း3သိန်း4သိန်းအမှရှိတဲ့ဥစ္စာတဝက်လောက်ခမရို့ခေါ်ပြီးတော့နေရာချပေးပြီးတော့ ပြန်ထူထောင်ပေးလိုက်ပါလားဗျာဘာလို့လို့ခင်ဗျားတို့လက်နက်တွေခဲရန်နေအဲ့ဒီမှာသွားပေးဖို့လောက်ရတာလဲလို့ဒါကိုပဲကျွန်တော်မေကွန်ထုတ်ရင်းနဲ့ဒီမှာရက်မယ်ဗျာအားလုံးကျေးဇူးတင်တယ်ဒုစရလေးပါကြတော့ပြောနေဆိုနေတဲ့အရာတွေကနော်မြန်မာနိုင်ငံကောင်းစားဖို့တခုမှမပါဘူးဗျာနော်ရခိုင်အောင်သူမပြောရဘူးနော်ဂိုချယ်လေးကိုဒီချက်ကြည့်လိုက်ဘယ်တော့ကြည့်ကြည့်နော်အဲ့ဒီကူကတော့ဟို မြင်သာတဲ့အရာတွေပဲပေါ့ဗျာနော်အကြတော့ဟိုသူကသူသူနောက်ပြီးတော့သူလေးစားတဲ့လူတွေကစောက်သုံးမချတဲ့ကောင်တွေဒေါက်တာဆာဆာတဲ့ဆာဆာသူကကောင်တော်တော်လေးစားကြရကောင်တော့စောက်ဘလောင်းမလဲတွေသူပြောတာရွံ့ UN တက်ကြီးဝင်လာတော့မပြူတာတော့မဘာညာကွိကွာဟမ်တပတ်ပဲစောက်၃လပဲစောက်ဆိုရဲကောင်လေးစောက်ချက်မရှိရဲကောင်သွားပြီးလေးစားနေဆိုတွေကခင်ဗျနော်အကြောင်းပလင်းတူဘူးစုတွေနော်အကြတော့ မြန်မာနိုင်ငံအလုံးစုံပြသအောင်ပြောနေပေမဲ့လည်းချို့ရည်ချို့ရည်ကိုသူမပြောရဲရခိုင်အောင်သူကြည့်ကြတော့ကြံတဲ့ကောင်းနေတာပြောရဲဆိုရဲမှာရခိုင်အောင်သူမပြောရဲဘူးနော်ကြာတော့မြင်သားပါတယ်နော်ဘောင်းထပ်ပြီးတော့တည်ကြည်ပြသအောင် PDF တွေကို DD ထပ်ခေါ်လာလိုက်တယ်နော်ရွေးကောက်ပွဲလုပ်တဲ့နေ့ DD ခေါ်ရတယ်ကြောက်မြန်မာနိုင်ငံကိုပြက်စည်းစေခြင်းနဲ့ကောင်းကငါကိုချယ်လေးထိတ်ဆုံးရတယ်ပါလာဘာလို့ဆိုရွေးကောက်ပွဲပြက်အောင် DD ခေါ်ခိုင်း နော်အကြတော့ပြောလိုက်တော့ဟာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုပြီးတော့မြန်မာနိုင်ငံကိုသွေးချစ်ပြနေပြီးတော့ရွေးကောက်ပွဲဖြစ်မှကြတော့တိမ်မလောက်ကြောက်နော်အကြတော့